အော်ဘလင်းနဲ့ပတ်သက်ပြီးတော့ခုနောက်ဆုံးထိုင်ဝမ်နဲ့ထိုင်ဝမ်အကူအညီနဲ့ပတ်သက်ပြီးတော့တချို့ကိစ္စတွေလူတွေမှာကြားထဲမှာဒုလိုဒုလိုဖြစ်နေတယ်။ဒါနဲ့ပတ်သက်ပြီးကျွန်တော်သိရတာပြောပြပါမယ်။ထပ်သိရတာပြောပြပါမယ်။အာထိုင်ဝမ်ကအကူအညီချင်လို့အကူအညီမယ်ဆိုတဲ့ကိစ္စကိုမှအစိုးရကန့်ကွက်ထားတာတော့မရှိဘူး။အလားတူပဲမြန်မာနိုင်ငံကမှကန့်ကွက်ထားတာတော့မရှိဘူးလို့သိရတယ်။ဒါပေမဲ့ဒီနိုင်ငံကမကြိုက်ဘူးလို့ဘာလို့ပြောတာလဲမရှိဘူးလို့သိရတယ်။ဒါပေမဲ့ထိုင်ဝမ်ရဲ့အကူအညီချင်တဲ့ပုံစံက तू ကထိုင်ဝမ်ကနိုင်ငံအနေနဲ့လာအကူအညီချင်တယ်လို့ပြောတယ်။ ပြဿနာကထိုင်ဝမ်ကကုလသမဂ္ဂရဲ့အဲတမတ်ချက်ထဲမှာထိုင်ဝမ်နိုင်ငံအနေနဲ့ရှိနေတာမဟုတ်ပြန်ဘူး။မဟုတ်ပြန်တော့ကျွန်တော်တို့ဘက်ကမြန်မာအနေနဲ့ကျတော့ကုလသမဂ္ဂရဲ့စီမီစီကအတိုင်းပြောမယ်ဆိုရင်ထိုင်ဝမ်ရဲ့အကူအညီကိုနိုင်ငံအနေနဲ့ကူညီတာကိုကျတော့အာကျွန်တော်တို့ကလက်ခံခံယူခက်ခဲတဲ့သဘောမျိုးသွားတွေ့ရတယ်။ထိုင်ဝမ်ကလည်းသူကလည်းနိုင်ငံဖြစ်နေပဲကူညီခြင်းတဲ့သဘောမျိုးသွားတွေ့ရတယ်ဆိုတော့ဒီကြားမှာတစ်ဖက်နှစ်ဖက်နားလည်မှုယူပြီးတိောက်ပြီးညှိနေကြတယ်လို့ကျွန်တော်ချမ်းမြေ့သိရတယ်။အဲ့တော့ထိုင်ဝမ်က ဒီအကူကြီးကနံပါတ်1လားသူ့ကိုနိုင်ငံအဖြစ်အသိမှတ်ပြုဖို့ကနံပါတ်နံပါတ်1လားဆိုတော့မေကုံးကိုထိုင်ဝမ်ကပဲပြန်ဖြေရမှာအဲ့လိုဖြစ်လာတယ်ကျွန်တော်တို့ကထိုင်ဝမ်ဖြစ်ထိုင်ဝမ်ကလာကူညီတာကိုလက်ခံလို့ရရင်ပဲကျွန်တော်တို့ကနိုင်ငံဆိုတာမျိုးသတ်မှတ်ပြီးလိုက်ကျွန်တော်တို့သတ်မှတ်လို့မရဘူးဒါကုလသမဂ္ဂသတ်မှတ်ပြီးမှရမှာဖြစ်နေတယ်ဒီလိုတော့ကျွန်တော်နားလည်ထားတယ်ဟုတ်ပါဘောเนาะအဲ့တော့ကျွန်တော်အမြင်ပြောရရင်တော့ထိုင်ဝမ်ကအခုဒါအဲနိုင်ငံအနေနဲ့လာမယ့်အစားသူဒီအရက်ဖက်အဖွဲ့အစည်းတခုသို့မဟုတ်ထိုင်ဝမ်ကူညီကြတဲ့အဖွဲ့အဖွဲ့အနေနဲ့လာကူညီတဲ့ဆိုတဲ့ပုံစံမျိုးဆိုရင်ပြဿနာမရှိဘူးပေါ့နော်နိုင်ငံအနေနဲ့ထိုင်ဝမ် နိုင်ငံပုံစံမျိုးလာရင်တော့အဲ့ဒါကုလသမဂ္ဂနဲ့ပါထပ်ပြီးတော့ပြဿနာရှိနေတယ်အဲ့တော့ကုလသမဂ္ဂကိုပဲဒီကိစ္စကုလသမဂ္ဂကိုပဲမေးခွန်းထောက်အောင်ပြုတာဖြစ်သွားတယ်ဆိုတော့ထိုင်ဝမ်ကူညီမဲ့ကိစ္စကိုမြန်မာကလက်မခံနိုင်ဘူးကုလသမဂ္ဂအနေနဲ့ထိုင်ဝမ်ကိုနိုင်ငံဖြစ်နေသိမှပြူရလားပြူရဆိုရင်မြန်မာကလည်းလက်ခံပေးလို့ရတယ်အဲ့တော့အဲ့ဒီဘောမျိုးကျွန်တော်နားလည်ထားပါတယ်ဒါလေးကိုကျွန်တော်ရှင်းအောင်ပြပြတာပါအဲ့တော့လူရင်းပြန်ပြောရရင်ထိုင်ဝမ်ကူညီချင်တာကသူကနိုင်ငံအနေနဲ့လာကူညီချင်တယ်ပြဿနာကသူကကုလသမဂ္ဂမှာနိုင်ငံဖြစ်နေတဲ့ စင်းသွင်းခံထားတာမဟုတ်ဘူးအဲ့တော့ကုလသမဂ္ဂမှာတော့စင်းဝင်ပြီးသားဖြစ်တဲ့မြန်မာနိုင်ငံကြတော့နိုင်ငံအနေနဲ့သူ့ကိုထိုင်ဝမ်ကိုလက်ခံပေးလိုက်ရင်ကျွန်တော်တို့ကထိုင်ဝမ်ကိုနိုင်ငံလို့ကုလသမဂ္ဂထက်ကျော်ပြီးတော့သတ်မှတ်ပေးလိုက်သလိုအတိပဲတက်ရောက်နေတယ်တက်ရောက်နေတဲ့အခါကျတော့ကျွန်တော်တို့ကအဲ့လိုလုပ်လို့မရပြန်ကုလသမဂ္ဂရဲ့စီမံကိုကျွန်တော်တို့ချုပ်ပါတော့ကြာသွားတယ်ဒီလိုစီးရဲအဲ့တော့ကျွန်တော်တို့မြန်မာအစိုးရကကြတော့ဒီကိစ္စနဲ့ပတ်သက်လို့ထိုင်ဝမ်နဲ့နှစ်ဖက်ဒီနားလည်မှုရှိရှိတိစောက်ပြီးတော့အခုညီကိုလာဖို့ဝယ်ကမ်းဖြစ်တဲ့ကြိုးဆိုတယ်ဒါပေမဲ့ ကူညီတဲ့အခါမှာဒီအရက်ဖက်အဖွဲ့အစည်းပုံစံမျိုးနဲ့လာမယ်ဆိုရင်ကျွန်တော်တို့ကဝက်ကမ်းဖြစ်ရတယ်နိုင်ငံအနေနဲ့ကြတော့ကုလသမဂ္ဂနဲ့တကစကားပြောရမသိစားရဇလန်းတွေရှိတယ်အဲ့တော့ကုလသမဂ္ဂကိုပဲနည်းနည်းလေးဟောဖြစ်မယ်လို့ကျွန်တော်မြင်နေပြအဲ့တော့ထိုင်ဝမ်အကူအညီကတော့တနည်းတစ်ပုံတော့ရောက်လာပါလိမ့်မယ်တို့တော့ခုနဒီကိစ္စလေးညှိနေကြတာပါလူရည်ထနာဆိုလိုမျိုးအာဟိုဟွာထိုင်ဝမ်ကိုကူညီတာကိုမြန်မာအစိုးရပိတ်ပင်နေကန့်တတ်တဲ့ဘာညာဆိုအဲ့ဒါမဟုတ်ပါဘူးကျွန်တော်သိတယ်လို့လုံးဝမဟုတ်ဘူးကျွန်တော်သိချာဆုံးသမ်းပြီပါပြီမြန်မာအစိုးရကပိတ်ပင်ကန့်တတ်ခြင်းလုံးဝမရှိပါနိုင်ငံတကာလုံးထုံးလို့ဒီစီမီစီကန်းတွေရဲ့အညီ ဖြစ်အောင်လို့ဒါပြန်ပြီးတော့ပုံစံလေးပါပါလေးပြန်ပြီးတော့ဟိုညှိနှိုင်းနေတဲ့သဘောလို့ကျွန်တော်မြင်ပါတယ်နောက်တစ်ခုကဂျပန်ဂျပန်ရဲ့အကူအညီနဲ့ပတ်သက်ရင်လည်းဂျပန်ကမကြိုင်အကူအညီရောက်တော့မလို့သိရပါတယ်ဂျပန်ကျတော့သူကနိုင်ငံတွေနဲ့လာကူညီနေတာမဟုတ်ဘဲနဲ့သူကရပ်ဖက်ဖွဲ့စည်းပုံနဲ့လာကူညီနေတာသူကျတော့ပြောင်းပြန်ကျွန်တော်တို့ရှိမှာဖြစ်နေတဲ့ပြဿနာဂျပန်ကနိုင်ငံအနေနဲ့အမိတက်ပြီးတော့ဂျပန်နိုင်ငံကနေပြီးတော့ဟိုကအစိုးရအောင်ဖြစ်တာဆိုပြီးတော့သူကဂျပန်ရပ်ဖက်ဖွဲ့စည်းပုံနဲ့ကူညီခြင်းတဲ့သဘောမျိုးတော့ ဂျပန်ပြတ်တာနေသလားလို့အောင်ထင်ရတယ်အဲ့တော့ဂျပန်ကူညီကလာလိမ့်မယ်ကျွန်တော်နားလေဂျပန်ကူညီလာပါလိမ့်မယ်အဲ့တော့ဂျပန်ရောထိုင်ဝမ်ကူညီနှစ်မျိုးစုံရပါလိမ့်မယ်ထိုင်ဝမ်ကူညီကတော့ခုနအန်ဒလီညှိနှိုင်းရမယ့်ကိစ္စလေးရှိနေလို့ပါအဲ့တော့တရုတ်ကကန့်ကွက်သလားမကန့်ကွက်သလားဆိုတာကတော့တရုတ်ပဲသိမယ်သို့တော့တရုတ်အနေနဲ့လည်းဒီကိစ္စမှာတော့ထိုင်ဝမ်ကနိုင်ငံနဲ့လာကူညီတာဆိုရင်တရုတ်လည်းပဲသဘောတူနေပေါ့ဗျာဒါပေမဲ့သို့တော့ဒါကျွန်တော်တို့မြန်မာတခုလဲဆုံးဖြတ်တဲ့ကိစ္စမဟုတ်ဘူးဒါကုလသမဂ္ဂကပါဝင်သွားတဲ့ကိစ္စဖြစ်လာတယ်ဒါနာကအာဖြစ်နေတဲ့ဒီလူမှုကယ်ဆယ်ရေးတကယ်ဟိုငလင်လိုမျိုးခက်ခဲကြက်တဲကြီးအပေါ်ကနေပြီးတော့ သူကတချို့ကိစ္စလေးတွေကပပလေးကစားတဲ့နိုင်ငံကြီးကစားပွဲကလေးတွေလည်းဖြစ်နေတတ်တယ်ပေါ့နော်အဲ့ဒါလေးလည်းသတိကြီးထားအောင်ပေါ့သို့တော့ကျွန်တော်နိုင်ငံတွေကအကုန်အကူညီလို့တယ်ဘယ်နိုင်ငံအကူအညီမှုဆိုလိုအပ်နေတဲ့အတွက်အကူအညီကတော့ယူရမှာပဲသို့တော့ယူတဲ့ပုံစံမှသာလျှင်ကျွန်တော်တို့ကတခါတလေကြာရင်ဟိုနှောင်ကျိုးတွေပါသလားနှောင်ကျိုးမပါဘူးလားဆိုတာချိန်ဆနေရတဲ့သဘောနဲ့တချို့အားလေးတွေစဉ်းစားဖြစ်နေတဲ့သဘောလို့ ကျွန်တော်တွက်ချက်မိပါကျွန်တော်ခံမှန်းပဲဒါကျွန်တော် personal point of view ပါအစိုးရနဲ့ဘာမှမဆိုင်ပါဘူးကျွန်တော်စုံစမ်းရရှိထားတဲ့စုံစမ်းပြီးတော့လေကျွန်တော်ပြောပြတာပါအဲ့တော့ထိုင်ဝမ်ကူညီသည်ကျွန်တော်တို့မြန်မာအစိုးရကလုံးဝပြိပိကန့်သက်ထားတာမရှိပါညှိနှိုင်းစရာလေးရှိလို့ညှိနှိုင်းနေရတဲ့သဘောလိုပဲကျွန်တော်တို့နားလည်ထားပါတယ်ဒါလေးပါပဲเนาะ